ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်းလေးမင်္ဂလာပါဒါကျွန်တော်တို့အခု Super Sunday မှာတော့ကျွန်တော်တို့ Premier League ရဲ့ပွဲကြီးပွဲကောင်းတွေအကုန်ကံဖို့ရှိတယ်အဲ့ Premier League Super Sunday ပွဲဒီထဲမှာ Manchester United က Crystal Palace ကို Southampton မှာအဝေးကွင်းသွားခံရမယ့်ပွဲအပြင် Aston Villa နဲ့ Wolverhampton ပွဲရှိမယ် Nottingham Forest နဲ့ Brighton နောက် Liverpool က West Ham ကိုအဝေးကွင်းခံရမယ့်ပွဲအပါအဝင် နောက်ဆုံးပွဲကတော့အာစနယ်သင်းက Chelsea ရဲ့ Stamford Bridge မှာ London Derby ပွဲခံရမယ်။ဆိုတော့ကျွန်တော် Super Sunday က9ပွဲစနေနေ့က9ပွဲခံမယ်။ဆိုတော့ကျွန်တော်ပွဲစဉ်73ရောက်လာပြီ။အခုလောလောဆယ်နေထားရမထင်မပေးနဲ့ Everton ကိုတယောက်ရော့နေတဲ့ Everton ကို အနိုင်မကန်နိုင်လို့ရှုံးမှရှုံးသွားတဲ့ Man United အတွက်နောက်ထပ်ပွဲချက်ခံမယ်ပွဲလို့ပြောမယ်ပွဲပဲ။ Crystal Palace ရဲ့ဝေးကွင်းဆက်ပွဲသွားခံရမယ်။ ်ပဲလစ်ကလက်ရှိမှာခြေစွမ်းတော်တော်လေးကောင်းနေပြီးတော့ယုံကြည်မှုတော်တော်လေးရနေတဲ့အသင်းပဲဒါနောက်ဆုံးပွဲမှာလည်းသူတို့နိုင်ထားတယ်သူတို့အသင်းရဲ့လက်ရှိဖော်ကတော်တော်လေးငြိမ့်နေနောက်သူတို့အိမ်ကွင်းမှာသူတို့တော်တော်လေးမာကျော်ပြီးတော့ခရစ်စတယ်ပဲလစ်ကအခုဆိုရင်လက်ရှိနေထားရလီဗာပူးကိုလည်းအနိုင်ရထားတယ်အသင်းတိုင်းအတွက်ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်တယ်မန်ယူနိုက်တက်ကပြီးခဲ့နှစ်ကပဲလစ်ကိုနှစ်ကြော့သလိုနိုင်ပွဲပျောက်ထားတယ်ပဲလစ်ကယူနိုက်တက်ရဲ့အိမ်ကွင်းမှာ2-0နဲ့နိုင်ပြီးတော့ United က Crystal Palace ကိုမှပေးကြတယ်။ Whole 6နှစ်တုန်းက Crystal Palace က United ကိုနှစ်ကြော့သလုံး 4C တပွဲ 1C တပွဲဆိုတော့နောက်ဆုံး200ရာသီစက်တိုက်မှာ United က Palace ကို3ပွဲရှုံးတပွဲသေးနေ။သူတို့နောက်ဆုံးနိုင်ခဲ့တာက2-1နဲ့ Old Trafford မှာနိုင်နေ။ဆိုတော့ Selhurst ဘက်မှာ Crystal Palace တို့က Man United အသေးအနေနဲ့တကယ်ကိုခက် ပေးမဲ့ပွဲမျိုးဖြစ်တဲ့ Manchester United ကအခုနောက်ပိုင်းပွဲပေါ်လေ Crystal Palace ကသူတို့အိမ်ကွေးမှာဘုံမောက်ကို၃ဂိုးစီတေး Brighton ကိုတေးချထားတယ်ပြီးတော့ Brentford ကိုနိုင်ထားတယ်သူတို့လည်းရလာကြည့်လို့ရှိရင်နည်းနည်းလေးတော့တရားရင်တော့အကောင်းဆုံးပုံတော့မဟုတ်ဘူးလေတီးနှစ်ပွဲကြထားတယ်ပြီးတော့နိုင်ပွဲနှစ်ပွဲနဲ့ရှုံးပွဲတစ်ပွဲကြထားတဲ့အချိန်မှာ United ကနောက်ဆုံး၅ပွဲဆက်ရှုံးပွဲမရှိကစားပြီးတော့မှပြီးခဲ့တဲ့ပွဲမှာရှုံးသွားတယ် ဆိုတော့အခုလက်ရှိမှာ Man United တိုက်စစ်ကဂျိုရှွာဆက်စီပဲထားမယ်ဆိုရင်တော့သူတို့တိုက်စစ်ကလုံးဝ struggle ဖြစ်အောင်ပါပဲ။ဘာလို့ဆိုတော့ young philip mateta ကဟိုဘက်မှာတော်တော်လေးကိုးမြူနေတဲ့စာရှိတယ် daniel munoz ကလည်းကိုးသွင်းအားကောင်းတယ်ပြီးရင် christian pelis တိုက်စစ်အတွဲကဘသူကစားကစားတော်တော်လေးအားကိုးရတဲ့အချက်ပဲ tight game ဖြစ်အောင်မှာဖြစ်တယ်ဒါပေမဲ့ manchester united အတွက်တကယ်ကိုခက်ခဲမဲ့ပွဲဒါအဆိုးဆုံးကံမဲ့ပွဲပဲ super sunday နေ့လည်း7:00နာရီမှာစတင်ည9:00မှာကံမဲ့ပွဲအဲ့ဒါပြီးတာနဲ့ aston villa နဲ့ wolverhampton ပြီးရင် Northern Forest နဲ့ Brighton, Liverpool နဲ့ West Ham ပွဲရှိမယ်ကျွန်တော်မြင်တော့ Villa ကအိမ်ကွင်းဖြစ်တယ် Villa ရဲ့ယုံကြည်မှုကတော်တော်လေးကောင်းနေတယ် Europa League သွားကစားသည့်တိုင်အောင် Aston Villa တို့အထက်ကျဲမရှိဘူးဒီပွဲက Wolves ရဲ့နီးပြတဲ့ Robert Adu ရဲ့ဒုတိယပွဲပဲ Robert Adu တို့ကကျွန်တော်ထင်တော့ ဗီလာကိုရှင်နိုင်ဖို့ခတ်တယ်အဆွန်ဗီလာအသင်းပဲအနိုင်ရမယ်ပွဲပဲနောက်ပွဲက Forest နဲ့ Brighton နည်းနည်းထိုက်ကြီးဖြစ်မယ် Forest ကလည်းလူလက်ရှိမှာဖြည်းဖြည်းချင်းနဲ့ return မိပြီးတော့ရှုံတိုက်ကဟိုတနေ့ကပဲနိုင်ပွဲယူထားတဲ့ Liverpool ရဲ့ Anfield မှာ ဘိုင်တန်ကလည်းသူ့ကွင်းမှာဆိုတော့သူကောင်းတယ်ဒါပေမဲ့အဝေးကွင်းမှာနည်းနည်းတော့ရတန်ပြန်ပြတ်နေတယ်ဒီပွဲကလည်းတေကိုဥတီနိုင်တဲ့ပွဲဖြစ်တယ် Forest ကောင်းပေမဲ့ Brighton ရဲ့ကစားပုံကြောင့်တတိထားရမယ်ပွဲနောက်တစ်ပွဲကတော့ West Ham United နဲ့ Liverpool ပုံမှန်အဖြစ်ဒီပွဲဆိုရင်ကျွန်တော် AACC Liverpool အနိုင်လို့ပြောလို့ရတဲ့ပွဲဒါပေမဲ့ခတ်တာက Liverpool ကတော်တော်ဆူဆူဝါဖြစ်နေတာ Liverpool က West Ham နဲ့တွေ့တိုင်းပြတနစ်ကတော့တူတူသေးချာဟိုးနှစ်ကောင်ဆို fight ကြီးနဲ့တော့နိုင်ထားတာ West Ham ရဲ့ London ကွင်းမှာ Liverpool ကအရက်လက်ကောင်းလေးရှိပေမဲ့အခုလက်ရှိအသင်းကတော်တော်ယုံကန်နေရတဲ့အချိန်ပဲ။ BSV အဟိုဘန်ကို41နဲ့ရှုံးသွားခြေစွမ်းအပြာအရန်မညံ့ဘူးဒါပေမဲ့ individual အမားတွေခန်းစစ်အမားအရန်ဆိုးတယ်ဝက်ဆန်းကဟိုတနေ့ကအဝေးကွင်းမှာတူတူတီကျသွားတယ်နောက်ဆုံးပွဲနှမျိုးဖို့ကောင်းတယ်ဒီပွဲပုံမောက်ကိုသူတို့တောက်လျှောက်ဥဆောင်ထားပြီးတော့မှတီကျသွားတယ် 2-0နဲ့ဖြစ်ပြီးတော့မှတေးကြတော့တကယ်ကိုနှမျောစာပါလေနူနိုအက်စပီတိုဆန်တိုကနောက်ဆုံး၃ပွဲမှာကွန်တမတ်ယူထားတဲ့အချိန်မှာလီဗာပူးကနောက်ဆုံး၅ပွဲမှာတပွဲပဲနိုင်တယ်။မန်ယူနိုက်တက်ကိုရှုံးတယ်၊ဘရန်ဖို့ကိုရှုံးတယ်၊မန်စီးတီးကိုရှုံးတယ်၊လွန်ဒန်ဖောရက်စ်ကိုရှုံးတယ်။နောက်တစ်ခုကလီဗာပူးရဲ့အဝေးကွင်းပေါ့လေ။ဒီအားဒီအဝေးကွင်းမှာဘရန်ဖို့ကိုရှုံးတယ်၊မန်စီးတီးကိုရှုံးတယ်။သူတို့အဝေးကွင်းလည်းတော်တော်လေးအားနေနေတယ်။အဝေးကွင်းကတောက်လျှောက်ချယ်ဆီကိုလည်းရှေ့မှာရှုံးထားတယ်၊ခရစ်စတယ်ပယ်လစ်ကိုရှုံးတယ်၊မန်စီးတီးကိုရှုံးတယ်၊ချယ်ဆီကိုရှုံးတယ် ပြီးတော့မှ Brandfood ကိုရှုံးတယ် Man City ကိုရှုံးတယ်အဝေးဝင်ဇက်တိုက်ပဲအခုဒီပြအာနီစလောကာစုစုပေါင်း total အဖြစ်ဝယ်ကန်ပြီဒီရသည်ပါ6ဘွဲထိရှုံးထားတယ်ဒါဟာတော်တော်ကိုစုစုဝါဖြစ်လို့ Premier League မှာ6ဘွဲရှုံးထားတယ်အခုလက်ရှိမှာ United ကိုပါရှုံးထားသလိုအိမ်ကွင်းလဲ Anfield ကွင်းမှာသူဒီရသည်မှာ3ဘွဲရှိပြီ PSV Eindhoven ရောနောက်ဆုံး3ဘွဲဇက်တိုက်3ဘွဲ3ဘွဲ3ဘွဲပြထားတာက Liverpool အတွက်လုံးဝအခြေအနေတော်တော်လေးဆိုးနေတဲ့အခြေအနေပဲ West Ham ရုန်းကန်ရရင်ပဲဒါပေမဲ့ Liverpool ရဲ့လက်ရှိ form ကြောင့် West Ham နဲ့ Liverpool ချီက တမတ်တောင်ယူကောင်းယူနိုင်တယ်ဒါပေမဲ့ပုံမှန်အားဖြင့်ဒီပွဲကလီဗာပူးပုံမှန်ခြေစွမ်းပဲရဒီပွဲက West Ham တို့နိုင်တယ်ဒါပေမဲ့ Nuno Espirito Santo ဆိုတဲ့အချက်တစ်ချက်ကြောင့်တတိထားရမယ့်ပွဲပဲအဲ့ပွဲကခုနပွဲနဲ့တူတူပဲည8:45 Arsenal Villa နဲ့ Wolverhampton Northern Forest နဲ့ Brighton ပြီးတော့မှ West Ham နဲ့ Liverpool 8:45မှာကံပြီးတာနဲ့နောက်ဆုံးပွဲကတော့ဒေသစံတော်ချိန်ညနေ4:00ခွဲမြန်မာစံတော်ချိန်ည7:00မှာ Chelsea နဲ့ Arsenal ပွဲ နှစ်သင်းလုံးကဥရောပချန်ပီယံရဲ့ heavyweight အသင်းတွေကိုအနိုင်ရထားတယ်။ Chelsea ကသူ့အိမ်ကွင်းမှာ Barcelona ကို3ဂိုးပြတ်နိုင်ပြီးတော့ Arsenal က Bayern Munich ကို3ဂိုးတခုနဲ့နိုင်ထားတယ်။နှစ်သင်းလုံးတကယ်ကိုယုံကြည်မှုရှိတယ်။ Chelsea ကအခုနောက်ဆုံး5ပွဲမှာ၄ပွဲနိုင်တပွဲရှုံရှုံတဲ့ပွဲက Sunderland ကိုရှုံပြီးတော့ Arsenal က၄ပွဲနိုင်တပွဲသေးတိုက်ဆင်သွားတယ်ပဲအမှတ်ရတဲ့ပွဲက Sunderland ပဲဖြစ်တယ်။ Chelsea ရဲ့အိမ်ကွင်းမှာ Sunderland ကိုရှုံ၊ Wolverhampton ကိုနိုင်ထားပြီးတော့ Arsenal က ဖူရန်ကိုအဝေးကွန်းမှာနိုင်ဘန်လင်ကိုအဝေးကွန်းမှာနိုင်ပြီးတော့ဆန်ဒလန်ကိုတေးချထားတယ်ဆိုအခုလောလောဆယ်မှာအာစနယ်အသင်းနဲ့ချက်စီအသင်းဒီအသင်းထိုက်တိုက်ဆုံတွေ့မှုကြည့်တဲ့အခါမှာနောက်ပိုင်းတွေ့တဲ့နောက်ဆုံး3-4ရာသီလောက်ကချက်စီကထူးဆန်းအာစနယ်ကိုနိုင်ပွဲပြောက်နေတာသူတို့ဆန်ဖို့ဘရစ်မှာမနိုင်တာကြားပြီး ရှာဖူဘေ့မှာတွေ့ထားတဲ့နောက်ဆုံးတွေ့တဲ့တစ်လျှောက်လုံးမှာအချက်စီးကအာဆယ်ကိုတောက်လျှောက်စတရက်ကဖြစ်နေပြီးတော့ဒါအခုလောလောဆယ်အနေထားရလဲချက်စီးတို့ကဒီပွဲကတကယ်ကိုထိုက်ခင်းမယ်ဒါပေမဲ့လက်ရှိချက်စီးရဲ့ယုံကြည်မှုဒီရာသီမှာအသင်းကြီးတွေကိုအမှတ်ယူထားတဲ့အချက်တစ်ချက်ကတော့သူတို့သတိထားပြီးတော့ကြည့်ရမှာဖြစ်တယ်ဆိုတော့ဒီနှစ်သင်းထိုက်တိုက်ဆုံတွဲမှုရှိတဲ့အခါမှာချက်စီးကစတန်ဖူဘေ့မှာချက်စီးကအာဆယ်ကိုနိုင်ပွဲပြောင်းနေကြကျွန်တော်နောက်ဆုံးအမရိမှာနိုင်တာလဲတော်မတ်စ်ချူခေရဲ့အသင်းပဲနိုင်ထားတာဆိုတော့ပြီးခဲ့တဲ့နှစ်ရာသီမှာမနစ်ကအာဆယ်ကသူ့ကွယ်မှာ1 န်စီချဲစီကိုမှဝန်ဝန်သေးကြတယ်အဲတုန်းကအာဆန်ကဥဆောင်ကိုတွင်းပြီးမှနတ်တူပြန်ချေထားတယ်ဟိုရှစ်တနေ့ကအာဆန်ကသူ့ကွယ်မှာ 5G နဲ့နိုင်ပြီးတော့ချယ်ဆီကွယ်မှာ2-2တေးကြတယ်။အဲဒီတော့ကတော့အာဆန်က Rice နဲ့ Trossard ကိုနောက်ကျကိုနဲ့တေးကြတယ်။ရှစ်တနေ့မှာအာဆန်က3-1နဲ့အင်ကွယ်မှာနိုင်ပြီးတော့အဝေးကွယ်မှာ Gabriel ရဲ့ခေါင်းတိုက်ကိုနဲ့1-0နိုင်တယ်။ဒီကြားထဲမှာ Premier League နောက်ဆုံးတနေ့ပေါ့လေ2021-22မှာအာဆန်ကချယ်ဆီရဲ့ Stamford Bridge မှာ4-2နဲ့နိုင်ပြီးတော့အင်ကွယ်မှာတော့ချယ်ဆီက2-0နဲ့နိုင်တယ်။အဲဒါက ထူခဲနောက်ဆုံးနိုင်ခဲ့တာဖြစ်တယ်ဆိုတော့ 2021တောမက်စ်2ခေဟာနောက်ဆုံးချက်စီအာဆင်ကိုနိုင်ခဲ့တာနောက်ပိုင်းမှာအာဆင်ကချက်စီကို9ပွဲဆက်တိုက်ချုံးပွဲမရှိကစားထားလို့2ပွဲတည်5ပွဲနိုင်ထားတယ်။ဆိုဒီနေ့သင်ကြားတကယ်ကိုကြွားချမှုကအခုယုံကြည်မှုကအထက်တာကတော်တော်လေး confident ဖြစ်ဖြစ်နဲ့အသင်းကြီးတွေတော်တော်များများလီဗာပူးနဲ့ပွဲကတော်တော်ကန်ဆိုးလို့ free kick ကြောင့်ရှုံးသွားတာဖြစ်ပေမဲ့အခုလက်ရှိမှာချက်ဆီမှာလည်းခိုးဖားမပြန်ပါနိုင်တဲ့ Wise Sky City တို့အန်ဆိုတို့ခေါင်းဆောင်ဆွတ်ဆောင်ရင်ပြတ်တာနေတဲ့အချိန်မှာ Aston Villa ခြေစွမ်းပြတယ် အာဆင်ကလည်းအခုလက်ရှိမှာနော်နီမာဒူအီကအသင်းဟောင်းနဲ့ပြန်ရင်ဆန်ရနိုင်သလိုအခုတိုက်စစ်ကယူကရက်နဲ့ပြန်ပါလာနိုင်တယ်ဆိုတော့ဒီသတင်းပြန့်နိုင်ချေရှိတဲ့ကဂိုးသမားရောဘတ်ဆန်ချက်မာကိုခရဲလာပြီးတာနဲ့ချာလိုပါဖိုဖာနာနဲ့ဟိုဘတ်ချန်ကတော့ reaching ဖြစ်ပေါ်များတယ်တကယ်လို့သူခိုးပါမှဖိဖြစ်ရင် reaching ကိုကွင်းလည်ထားရင် goose throw ထားနိုင်တယ်ပြီးရင်ခိုက်စီလိုနဲ့ reaching anso fernandez ပဲချန်ကဂါနာချိုဖြစ်ပြီးတော့ညာဘက်ချန်ကနက်တိုဖြစ်မယ် s7 နဲ့ဂါနာချိုတယောက်ရောသူအောက်လိုက်မယ်ကျွန်တော်ထင်တော့ ဂါနာချူအောက်ကောင်းအောင်နိုင်သလို maybe Estevel လည်းအောင်နိုင်တယ်ပြီးတော့မှအထောင်က Joao Petro ဖြစ်မယ်အာဆင်ကတော့ကိုသမား Dryer ဘယ်ဘက်ချမ်းက Calafiori ပြီးရင် Pierre Hinkepi ရဲ့ William Saliba နဲ့ Timber ကိုလည်းက Superman D Rice နဲ့ကျွန်တော်ထင်တော့ Aberici Eze ကိုပဲသူဆက်သုံးပြီးတော့ဘယ်ဘက်ချမ်းက ထော်စောနာသွားတဲ့အတွက်ကြောင့်ခုလောဒီမှာ non nematoid ဖြစ်နိုင်သလို maybe OD ကအလဲဝင်ပြီးတော့ average acid အဆွန်ထွက်သွားနိုင်ပြီးတော့ညာဘက်ချမ်းမှာစာကာနဲ့အထောင်ကတော့ Michael Morino ကိုလောလောဆယ်ပေါ့လေတကယ်လို့ Yocres ဖြစ်ရင် Yocres ပေါ့လေဒါကတော့ super sunday ်အန်ဇူမာရစကာရဲ့အသင်ချက်စီတင်အထက်ထားကိုအနိုင်ယူနိုင်မလားအာဆင်ကချက်စီနဲ့အတူအသာစီးရလိမ့်ရှိတဲ့နောက်ပိုင်းရလက်တီအတိုင်းပဲထပ်ပြီးအသာစီးရယူမလားနောက်ဆုံးနေရာဒီဆက်တိုက်သေးချထားတဲ့အတွက်ကြောင့်ဒီချိန်ဆန်ဖို့ဘစ်မှာအနိုင်ဘသူရမလဲဒါကတော့စူပါဆန်တီပေါ့လေကျော်အစိုးပိုင်းပွဲကပဲလစ်နဲ့မန်ယူနိုက်တက်ပွဲအပါဝင်ဝက်ဆန်လစ်ဗာပူးနဲ့ချက်စီအာဆင်တို့ရဲ့စူပါဆန်တီပွဲကြီးပွဲကောင်းဘသူအသုံးမရသွားမယ်ကိုမမဝေအောင်မချက်ပေးကြပါလို့ကျေးဇူးတင်ပါတယ်